ောင်ကြီးမြို့၌89နှစ်မြောက်မိသက်တပ်ဖွဲ့နှင့်ကိုကျူးစွဂုံပြုသောအဖြစ်စုပေါင်းတန်ရှင်ရေးဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင်89နှစ်မြောက်မိသက်တပ်ဖွဲ့နှင့်ကိုကျူးစွဂုံပြုသောအဖြစ်ရှမ်းပြည်နယ်မိသက်ဦးစီးဌာနမှဦးဆောင်၍စုပေါင်းတန်ရှင်ရေးဆောင်ရွက်ခြင်းကိုမေလ၂ရက်နေ့နဲ့9နာရီခွဲကတောင်ကြီးမြို့စူလာမူနီလောကချမ်းသာစေတီတော်တွင် ဆောင်ရွက်ခဲ့ပါတယ်။ရှမ်းပြည်နယ်မိသက်ဦးစီးဌာန ဒုတိယပြည်နယ်မှုဥထွန်းထွန်းဆိုဦးစီးသောပြည်နယ်ခရိုင်မြို့နယ်အဆင့်မိသက်တပ်ဖွဲ့ဝင်များအရန်မိသက်တပ်ဖွဲ့ဝင်များသည်ရည်သေးရင်များဖြင့်ဆူလာမူနီ လောကချမ်းသာဘုရားပရဝံအတွင်းပြင်နှင့် ရင်မြင်တော်ရှိအမိုက်များရှင်းလင်းခြင်းစေကြောခြင်းရေစည်းရေလာကောင်းမွန်စေရေရေမြောင်းဆဲယူခြင်းများဆောင်ရွက်ကြပါထို့သို့ဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်စည်းဝါးရေးရာဝန်ကြီးဥခွန်သိန်းပေါင်နှင့်ပြည်နယ်ဝန်ကြီးများရှမ်းပြည်နယ်မိသက်ဦးစီးဌာနပြည်နယ်မူဦးအောင်ဝင်းစိန်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရပါသည်